ုသိုလ်ရအောင်နေပြီးဘယ်လိုနေမလဲဆိုတော့ပြုပြင်ပေးဖို့လိုအပ်တယ်ပထမနံပါတ်1ကကုသိုလ်ရအောင်အကျိုးရှိအောင်လုပ်ဖို့ဆိုတာအကျိုးဆိုတာကောင်းကျိုးချမ်းသာတွေရဖို့အတွက်လိုအပ်တယ်အဲ့တော့ကောင်းကျိုးချမ်းသာတွေရဖို့အတွက်အချက်၄ချက်အချက်၄ချက်နဲ့ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေကိုလေ့ကျင့်ပေးရမယ် အချက်တစ်ကပါတော့ဆိုလို့ရှိရင်ငါစိတ်ထဲမှာငါတန်တန်မှာဒီဘဝရလာတဲ့ချိန်မှာကုသိုလ်စိတ်များများဖြစ်စေရမယ်ဆိုတဲ့အချက်။ဘာဖြစ်လို့ကုသိုလ်စိတ်များများဖြစ်ရမလို့ဆိုတော့ကုသိုလ်ဆိုတာအစိုးတရားတွေကိုဖယ်ရှားပြီးကောင်းကျိုးတရားတွေကိုပေါ်ဆောင်ပေးတိုင်းတဲ့သဘော။ဒါကြောင့်မို့လို့ ကုသလကုသူကုဆိုတာအစိုးတရားတွေကိုတလဖယ်ရှားပြနိုင်တဲ့စွမ်းအားရှိတဲ့သဘာဝတရားမျိုးအဲ့ဒီသဘာဝစွမ်းအားတွေဆိုတာဘာတွေပြောတာလို့ဆိုရင်အလောဘတို့အရောဒတို့အမောဟအလောဘဆိုရယ်ကိုယ့်ရဲ့ပစ္စည်းကိုလောကမှာလူတွေဟာ တယောက်ထဲနေတာမဟုတ်သည့်အတွက်ကြောင့်ကိုယ့်ရဲ့ပစ္စည်းကိုအများနဲ့မျှဝေခံစားနိုင်ဖို့ပစ္စည်းကိုပစ္စည်းကိုဘလောက်ဖယ်များများဆုပ်ကင်ထားတာမျိုးမဖြစ်ဖဲနဲ့အများနဲ့မျှဝေခံစားနိုင်အောင်ဆွတ်လွတ်နိုင်တဲ့သဘောတစ်ခုပေါ့နော်အရောသဆိုတာအများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာအမောဟဆိုတာဘာလို့တင်တယ်လဲလို့တင်သလားမလို့တင်ဘူးလားသိတဲ့အသိပညာမျိုး အော်အဲ့ဒီသဘောဝတရားတွေဟာအစိုးတရားတွေကိုဖယ်ရှားနိုင်တာဖြစ်လို့ကုသိုလ်လို့ခေါ်တယ်။အဲ့ဒီကုသိုလ်တရားတွေကုသန္တမှာဖြစ်အောင်လုပ်ရမယ်။ဘသန္တမှာဖြစ်စေရမယ်။တတတရားတွေဖြစ်စေရမယ်။သီလတရားတွေဖြစ်စေရမယ်။တမာတိစွာအားတွေဖြစ်စေရမယ်။အကောင်းဆုံးအကြောင်းကျိုးကို ခွဲခြားသိနိုင်တဲ့အသိပညာစွာအားတွေကုသန္တမှာရင့်တန်ထွားခြင်းစေရမယ်လို့ စိတ်ထဲမှာဆုံးဆုံးဖြတ်ဖြတ်တဲ့အဋိဋ္ဌံချက်တစ်ခုလုပ်အောင်ဒါကိုစာပေကနိယမိတ်တာကုသိုလ်စိတ်သာဖြစ်အောင်လုပ်မယ်အကုသိုလ်မဖြစ်เสียရဘူးလို့ဆိုရက်စိတ်ကို determination ပေါ့စိတ်ကိုဆုံးဖြတ်ပြီးတော့အဲ့ဒါလို့လုပ်ရမယ်လို့ဆိုရယ်အဲ့ဒါလို့စိတ်ကိုစောင့်ကြည့်ထားလိုက်လို့ရှိရင်တတိထားတာလာပြီးတော့ကိုယ်စိတ်ဟာကုသိုလ်ဖြစ်ဖို့ပဲကိုဥလှဲ့လာတယ် နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ကုသိုလ်စိတ်ဖြစ်ဖို့အတွက်နောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုရင်သမုဒ္ဒါဆိုင်အလေးအကျင့်ရနေအောင်ကျင့်တယ်လို့ပြောတာဆိုတော့ဘယ်နဲ့အေယာထရင်ဘုရားအရင်ရှိခိုးမယ်မျက်နှာသိမယ်ဘုရားရှိခိုးမယ်အလေးချက်တစ်ခုလို့ဘုရားရှိခိုးပဲမနဲ့စာပစာဘူးအေယာထရတဲ့ဘုရားရှိခိုးမယ်ဘုရားကိုအာရုံပြုမယ်ကုသိုလ်စိတ်ဖြစ်အောင်လုပ်မယ်တော့မေတ္တာပို့ မိမိအိမ်သူအိမ်သားတွေကလည်းစပြီးတော့မိမိပတ်ဝန်းကျင်မှာရှိတဲ့တတ္တဝါတွေချမ်းသာဒုက္ခရကြပါစေစီးပွားဥစ္စာတိုးတက်ကြပါစေစသဖြင့်မေတ္တာပို့ဟောကုသိုလ်စိတ်ဖြင့်အလေးအကျင့်တစ်ခုလုပ်ပေးရမယ်လို့ဆိုတာဒါကိုသမှုရာစိတ်နာလို့ပြောတာဘယ်ဘယ်ဖြစ်ဖြစ်လေ့ကျင့်ခန်းဆိုတာလုပ်ကြ physical exercise ဆိုမနေ့စောစောလမ်းလျှောက်တဲ့ပုံကိုယ်ကြီးအချမ်းမကြီးလေ့ကျင့်အောင်ဆိုမနေ့မှန်မှန်လမ်းလျှောက်ကြ ဒါလေးချင်ကလောက်တာအဲ့ဒီလေးချင်ကလောက်တယ်လို့ပဲ၄ဆင့်သွားမှာအကျိုးရှိဖို့အတွက်ကုသိုလ်ရေးရတယ်လေးချင်ကလောက်နေရမယ်လို့ဆိုဘယ်နဲ့အချိန်မှာငါဘာလုပ်မယ်နေ့လေအားတဲ့အချိန်မှာဘာလုပ်မယ်ညဘာလုပ်မယ်ဆိုတဲ့အချိန်အခါအားလျော်စွာမိမိတဏ္ဍာမှာကုသိုလ်စိတ်တွေဖြစ်ပွားစေရမယ်အဲ့ရှင်မတွေဆိုလို့ရှိရင်ဥပမာပဲခမင်းချက်ရင်ဟင်းချက်ရင်လည်းပဲ ကုသိုလ်စိတ်ဖြစ်အောင်ဆောက်တည်ရ။အော်ငါချက်ထားတယ်ဟဲ့ငါချက်ထားတယ်ထမင်းစားပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါစေပျော်ရွှင်ကြပါစေမေတ္တာထားတာနော်အလုံးချမ်းသာကြပါစေအများအတွက်ဆောင်ရွက်ပေးတဲ့စိတ်စေနာဒါမေတ္တာဆိုတာဘယ်နေရာမှာထားဘယ်နေရာမှာဆိုထားလို့ရတယ် မေတ္တာနဲ့တဏ္ဏနဲ့မတူဘူးเนาะအရတဲမှာတော့မေတ္တာနဲ့တဏ္ဏကိုရောထွေးပြီးတော့သုံးတယ်မေတ္တာဆိုဒီမှာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုမေတ္တာလို့ခေါ်တယ်ဒါမို့မေတ္တာဆိုတဲ့စကားလုံးကမေတ္တာဆိုတဲ့ပုဂ္ဂလာမေတ္တာတာအေးတာမေတ္တာမေတ္တာတာမိတ်ဆွေတငယ်ချင်းဤအေးတာစိတ်ဓာတ်ဒီဖြစ်ပေါ်လာတဲ့ဥစ္စာတွေဒါကြောင့်မေတ္တာ မိတ်ဆွေရဲ့စိတ်ဓာတ်မိတ်ဆွေတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားမျိုးကိုမေတ္တာအဲ့တော့မိတ်ဆွေတွေရဲ့တဏ္ဍာမှာဘာဖြစ်တုံးဆိုလို့ရှိရင်ကောင်းကျိုးလိုလားတဲ့စိတ်တွေဖြစ်တယ်လေမိမိနဲ့ခင်မင်နဲ့တကယ်ချင်းတွေကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ကြီးပွားတဲ့တိုးတက်တဲ့ကြရင်ဝမ်းသာတယ်။ဟောဒီစိတ်ဓာတ်မျိုးဟာရန်သူပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးမဟုတ်ဘူး။အားလုံးပေါ်မှာအဲ့ဒီလိုမိတ်ဆွေစိတ်ဓာတ်ပွားနေအောင်လုပ်တာ မေတ္တာထားနိုင်တယ်လို့ပြောတယ်เนาะအဲ့တော့မေတ္တာဆိုတာရင်ထဲနှလုံးထဲမှာအမုန်းတရားတွေကိုဖယ်ရှားပြီးတော့အကျိုးလိုလားတဲ့စိတ်ဓာတ်မျိုးမေတ္တာအဲ့တော့မေတ္တာပွားမယ်ဆိုလို့ရှိရင်ဘယ်ချိန်မှဆိုပွားလို့ရဆိုပါစို့မေတ္တာကလည်းပဲတကယ်ကတော့မေတ္တာစိတ်ဆိုတာမနှောကံစိတ်ကလောရမယ်ဟာပေါ့ စိတ်ကလှုပ်ပြီးတော့ခန္ဓာကိုယ်နဲ့ပြရတဲ့ကာယကံမေတ္တာမျိုးလည်းရှိတယ်ဝစီကံနဲ့ပြရမယ်နှုတ်ကံနဲ့ပြောရမယ်ဝစီကံမေတ္တာမျိုးလည်းရှိတယ်မနောကမေတ္တာဆိုတာစိတ်ထဲကတ attva တွေချမ်းသာကြပါစေဝစီကံမေတ္တာဆိုတာတဦးနဲ့တဦးအကြံဉာဏ်ပေးတယ်ကောင်းတဲ့အကြံဉာဏ်ပေးတယ်ဟာဒီလမ်းတော့မသွားနဲ့ဒီလမ်းမှာအန္တရာယ်ရှိတယ်ဟာဒီနေရာတော့မနေသေးဘူး ဒီလုံတော့မလုံတဲ့ဘူးဒီလုံလုံရင်ပိုကောင်းတယ်ဟောအကြံဉာဏ်ပေးတယ်ဒါဝစီကမေတ္တာလို့ခေါ်မေတ္တာစိတ်အကြံကောင်းဉာဏ်ကောင်းကိုပေးတယ်ဝစီကမေတ္တာကာယကမေတ္တာဆိုတာတောင်းရင်လာရင်ကနေသူးကလေးတွေတွေ့ပေးဖယ်သွားတယ်အေးမတိုက်မခိုက်ပြကြပါစေနဲ့ကာယကမေတ္တာအိမ်မှာအလုံးလုံရင်ကလည်းထုတ်တူပဲနော်အိမ်သူအိမ်သားတွေချမ်းသာဖို့အတွက်ကိုက ောင်ရက်လောက်ကင်ပြီးတော့ပြေးနေတယ်ဆိုတော့ဒါကာယကမေတ္တာဖြစ်တာအဲ့တော့ကာယကမေတ္တာဖြစ်တယ်ဝစီကမေတ္တာဖြစ်တယ်မနောကမေတ္တာဖြစ်တယ်ဟောမေတ္တာကံနေနဲ့နေပြီဆိုလို့ရှိရင်ခုနကကုသိုလ်နဲ့နေတာပဲအကျိုးရှိတဲ့နေဒီကတော့ဘယ်လိုပြောဝေယဝိသလုံရင်ဘယ်နေရာမှာပဲဖြစ်ဖြစ်စိတ်ဓာတ်ကိုဖြူစင်အောင်ထားပြီးတော့နေမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကဖြစ်ပွားစေတာပဲ အချိန်ဆိုတာရွေးစရာမလိုဘူးအခါဆိုတာလည်းရွေးစရာမလိုဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်မိမိစိတ်ကလေးကညစ်ပြီးတော့နေတာဒါကြောင့်မလို့ကတဏ္ဍာမှာကုသိုလ်တွေပဲများများဖြစ်စေရမယ်ညီညီနဲ့များမေတ္တာပွားနိုင်ရမယ်လို့နိမိတလို့ဆိုတဲ့ determination နောက်တစ်ခုကပြိဏာမှာအမြဲတမ်းကိုယ်စိတ်လေးကကောင်းတဲ့ဘက်ကိုညွတ်နေအောင်နေခြင်းပေးရဆိုပါစို့ ကောင်းတဲ့ဘက်ညှက်နေအောင်ဆိုလို့ရှိရင်တယောက်တည်းမှာအေးအေးဆေးဆေးနေမိပြီဆိုလို့ရှိရင်ဘာတွေအတွေးများတယ်လဲကိုယ့်ကိုယ်ချက်ကလောက်ကြည့်နော်မင်းတို့ချက်ကတော့ကိုယ့်ကိုယ်ကိုဆစ်ဆဲကြည့်အဲ့တော့ကိုယ်စိတ်လေးကကောင်းတဲ့ဘက်ပဲညွတ်နေစေရမယ်မကောင်းတဲ့ဘက်အညွတ်များနေလို့ရှိရင်ဟောကောင်းတဲ့ဘက်ကိုညွတ်စေရမယ်လို့ဆိုပြီးစိတ်ကလေးကိုအမြဲတမ်းကောင်းတဲ့ဘက်ကိုဦးလှည့်ပေးနေရတယ် မေတ္တာပွားဖို့ဦးလဲပေးရမယ်။ကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်တွေဖြစ်ပွားဖို့ဦးလဲပေးရမယ်။ကုသိုလ်တရားရဖို့ဦးလဲပြီးတော့ပေးရမယ်။ဒါလေ့ကျင့်ပြီးလို့ရှင်ဖြစ်ပါတယ်။နောက်တစ်ခုကတော့နှလုံးသွင်းတရား။နှလုံးသွင်းစဉ်းကျင်မှုကအလွန်အရေးကြီးတယ်။ဒါကြောင့်မို့ဘုရားမြတ်စွာဘုရားဒီနှလုံးသွင်းစဉ်းကျင်တာကိုယောနိသုံးမနတိကာရ wise attention နော် မှန်မှန်ကန်ကန်စဉ်းစားတာအတိညာနဲ့စဉ်းစားတာလိမ္မာပန္နဆိုတာစဉ်းစားတတ်တာဒါကိုယောနိတောင်နဲ့ဒီကရလို့ခေါ်တယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ယောနိတောင်နဲ့ဒီကရမထားနိုင်လို့ရှိရင်ကုသိုလ်ရကြမှာရကုသိုလ်လုံနေတောင်မှကုသိုလ်မရတတ်ဘူးတဲ့ကုသနာမှာကုသိုလ်ဖြစ်အောင်မှာယောနိတောင်နဲ့ဒီကရရှိရမယ်ဒါကြောင့်မို့စာပေကျမ်းကမှာ ရေကေစီကုသလဓမ္မာတဗ္ဗေတိယောနိတောမနတိကာရမူလကကုသမန္တမြယောနိတောမနတိကာရဘောမှာအခြေခံတယ်လို့ဒီလိုမြတ်စွာဘုရားဟောတာအဲ့တော့ယောနိတောမနတိကာရဆို wise attention ပဲဆိုပါစို့ဒေါသထွက်เสียကိစ္စလေးတစ်ခုလူတယောက်နဲ့ပတ်သက်ပြီးတော့ဒေါသထွက်เสียကိစ္စလေးတစ်ခုကိုယ်အနိပါဝန်ကျင်နဲ့ပတ်သက်ပြီးဒေါသထွက်เสียလေးကိစ္စတစ်ခုကြောင့် ကျန်းကျန်းထန်းထန်းစကားပြောမိပဲဆိုရင်ဆင်ញင်ကြည့်လိုက်။အော်ကျန်းကျန်းထန်းထန်းပြောတဲ့စကားငါပြောရင်လည်းမကြိုက်ဘူး။ငါလည်းကြိုက်မှာမဟုတ်ဘူး။သူပြောလည်းသူလည်းကြိုက်မှာမဟုတ်ဘူး။အဲ့တော့ချိုးချိုးသာသာပြောပြီးတော့သူ့ကိုဖြောင်းပြတာကောင်းတယ်ဆိုတော့ဒါယောနိတော်မတ္တိကလည်းခေါ်တယ်။ကျန်းကျန်းထန်းထန်းပြောလိုက်တဲ့စကားသည်တစ်ဖက်သားကိုနုညံ့မသွားစေဘူး။ပို့ပြီးတော့ကြမ်းတမ်းသွားစေဘူး။ ပြောတဲ့ပုဂ္ဂိုလ်ကလည်းចန်တန်းတယ်နားထောင်ရတဲ့ပုဂ္ဂိုလ်ကလည်းစိတ်ထဲမှာចန်တန်းသွားတယ်အဲ့ဒီနှစ်ခုကိုနှလုံးသွင်းဆင်ခြင်လိုက်လို့ရှိရင်ယောနိတော်နဲ့ဒီကာရနဲ့ဆင်ခြင်စဉ်းစားကြည့်လို့ရှိရင်အော်ငါ့ကိုចန်ញံထန်းထန်းပြောရင်ငါကြိုက်သလားမကြိုက်ဘူးငါမကြိုက်လို့ရှိရင်သူလည်းမကြိုက်ပေဘူးအဲ့တော့ငါចန်တဲ့စကားကိုမပြောဘူးလူញံတဲ့စကားနဲ့ပြောမယ်အကျိုးရှိအောင်ပြောမယ်လို့ ောတယ်လို့တစ်ဖက်ကနေတွေးပြီးတော့ဆင်ញင်လိုက်လို့ရှိရင်ဒီလိုဆင်ញင်တာနှလုံးသွင်းတာကိုယောနိတော်မေတ္တာလာလို့ခေါ်တယ်။ဘယ်ရာပဲဖြစ်ဖြစ်တစ်ဖက်ကနေကြည့်ရင်ဒေါသထွက်เสียရာဖြစ်ပေမဲ့လို့တစ်ဖက်ကကြည့်ရင်ဂျေဆုတင်เสียရာမျိုးရှိတတ်တယ်။အဲ့တော့ဒေါသဖြစ်မဲ့ဘက်ကနေမစင်စားနဲ့ဂျေဆုတင်เสียရာဘက်ကစင်တာအမြဲတမ်းအဲ့လိုစင်စားရင်ဘာချိုးရှိတုံးလို့ဆိုရင်ကိုယ်တဏ္ဏမှာအမုန်းတရားခင်းခြင်းအကျိုးရှိတယ်ပေါ့ ရင်းနဲ့နှလုံးထဲမှာအမုန်းကင်းပြီဆိုလို့ရှိရင်စိတ်မချမ်းသာပဲဘူးလားစိတ်ထဲမှာကြည်နူးရဟုတ်ကဲ့ရင်းနဲ့နှလုံးထဲမှာအမုန်းကင်းလို့ရှိရင်စိတ်နှလုံးဟာကြည်နင်းအေးမြတ်ဒါလက်တွေ့ရတဲ့အကျိုးတစ်ခုဘုရားမြတ်စွာဟောတဲ့တရားသမားတွေဆိုတာလက်တွေ့ကျင့်သုံးလို့ရတဲ့တရားတွေဘဝနေနည်းတွေ way of life လို့ခေါ်တယ် the way of life ဘဝတစ်ခုကဘယ်ပုံပဲနည်းနေရမယ်ဆိုတာမြတ်စွာဘုရားကဟောတာအဲဒါကြောင့်မလို့ကုသိုလ်ဖြစ်ဖို့ရာအတွက်ဟောဒီအချက်၄ချက်ဟာအရေးကြီးတယ်တဲ့စိတ်ကို determination တန်ဋိဌာန်ချထားရမယ်ကုသိုလ်ပဲဖြစ်အောင်လုပ်မယ်လို့တန်ဋိဌာန်ချထားရမယ်အမြဲတမ်းကုသိုလ်ဘက်ကိုစိတ်ညွတ်ထားရမယ် လေးချင်းကန်ယူရမယ်ကုသိုလ်စိတ်ကိုအမြဲတမ်းလေးချင်းပေးရမယ်နောက်တစ်ခုကယောနိတော်မနတိကာရဆိုတဲ့မှန်ကန်တဲ့နှလုံးသွင်း wise attention ရှိရမယ်အဲ့ဒါဆိုလို့ရှိရင်အကုသိုလ်တွေနည်းသွားပြီးတော့ကုသိုလ်တွေများလာကုသိုလ်တွေများလာခြင်းအပြင်ဘဝတစ်ခုအရာရာမှာအဆင်ပြေလာပြီးတော့ဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ် နောက်ဘွားမှာလည်းကောင်းကျိုးချမ်းသာရတယ်။နှစ်ဖက်အကျိုးရှိအောင်လေ